ကိုအကြောင်းကိုတွေးကိုစိတ်ကိုစိတ်ဆိုတဲ့တရားလေးပါအရေးချမ်းဆုံးနည်းကိုပြောပါသလိုရှင် ကိုကိုကိုပဲပြန်ပြီးတော့တွေးကိုအကြောင်းကို ပြန်စမ်းစားကိုဘယ်နေရာတွေမှာညံ့နေတယ်လဲကိုဘယ်နေရာတွေမှာအာနေနေတယ်လဲကိုဘယ်နေရာတွေမှာမားတတ်တယ်လဲအဲ့ဒီလို ကိုယ့်ရဲ့အာနေချက်တွေကိုပြန်တွေးပြီးတော့ပြန်ပြင်ဆင်ဖို့ ကိုကိုကိုပဲအာယုံစိုက်ပြီးတော့အလုပ်လုပ်တာအကောင်းဆုံးပဲအဲ့ဒါအန္တရာယ်ကင်းဆုံးနည်းပဲအကုသိုလ်လည်းမပွားဘူးအဲ့လိုဖြစ်နေရင်ကနေကိုယ်စိတ်ထဲမှာကိုယ်စိတ်ကိုကိုပြန်ဆန်းစစ်ကြည့်တယ်စိတ်ကိုဆန်းစစ်ကြည့်တော့လောလောကုကုလောဘကြီးတသလားမမောလွယ်သလားဒေါသကြီးတသလားပြီးအညိုအတေး ထတာတလားပြီးလို့ရှိရင်ကိုယ်ဘာသာကိုအေးအေးနဲ့တတ်တဲ့စိတ်ကိုရှိရလားတမာတိရောရှိရလားအဲ့ဒီလိုမျိုးကို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 စိတ်ကိုကိုပြန်မေးပြီးတော့ကိုစိတ်ကိုကိုပြန်ကြည့်ပြီးတော့စိတ်ကမမောတတ်တဲ့စိတ်ရှိရင်ဒါဟာအန္တရာယ်ပေးတဲ့စိတ်ပဲအရာရာတိုင်းတည်းအကြောင်းပြေဆုံးမှအရာတတ်တယ် အကြောင်းမပြည့်စုံရင်တော့ရနိုင်မှရချင်မှရမယ်အဲ့ဒီဘောကို စင်ချန်ထားပြီးတဲ့အခါကျတော့တိတ်မမတ်မောအောင်ထိုက်တန်တာကိုပဲကျင့်တတ်တဲ့စိတ်ရှိအောင်အဲ့လိုမျိုးကိုယ်စိတ်ကိုယ်ကို ပြန်ဆေးရတယ်ဒေါသထွက်လာပြီဆိုအဲ့ဒီဒေါသတွေမကောင်းသောတရားပဲဒေါသကြောင့်အမှားတကူကူဖြစ်တော့မယ်ပရမအုဆုံးမျက်နှာအနေထားကစပြီးတော့ အာကုသမျက်နာဖြစ်တော်မယ်ပြီးရင်သကလုံးတွေဟာအာကုသသကလုံးတွေပြောထွက်တော်မယ်အာကုသသကလုံးကနေပြီးတော့မထိန်နိုင်တဲ့အခါကိုယ်ထိလက်ရောက်တွေဖြစ်လာတတ်တယ်နောက်ဆုံးတော့စိုးကျိုးတွေပဲရတတ်တယ်ကိုယ်စိတ်ကိုယ်ကိုပြန်ဆုံးမပြီးတော့ဖြစ်လာတဲ့ဒေါသကိုချက်ချင်းလျှော့ချနိုင်အောင်ဒေါသကိုဆေးထုတ်နိုင်အောင်စူးစမ်းနေတာအန္တရာယ်ကင်းဆုံးပဲ ဘာမှမဟုတ်ပဲနဲ့ကိုကမာနာကြီးတတ်သလားအဲ့မာနာဆိုတဲ့သဘောတရားကလည်းပဲနိဗ္ဗာန်ကိုမပို့ဘူးဒါတော့အေးချမ်းမှုကိုလည်းမဖော်ဆောင်နိုင်တဲ့မာနာအလကားပဲမာနာရှိနေလေသိရမှာပဲဟိုတနေ့သိမဲ့လူတယောက်ကမာနာကြီးနေလို့ဘာလုပ်မလဲမသိခင်လေးမှာချစ်ခင်တဲ့သူတွေနဲ့ချစ်ခင်စွာနေမယ်ကိုနဲ့ ရည်စပ်ပါတဲ့သူတွေနဲ့အကျိုးရှိတဲ့အလုပ်တွေလုပ်မယ်။မာနာကြီးနေလို့လည်းဘာမှသူတပါးတဲ့တမူထူးခြားသွားတာလည်းမဟုတ်ဘူး။လူမုံညတာပဲဖတ်တယ်။အဲဒါကြောင့်ကိုစိတ်ကိုကိုစမ်းစေပြီးတော့ဒီစိတ်ကမထားသင့်ဘူးလို့ပြန်ဆေးရ။ကိုစိတ်ကအမားတွေကိုအမှန်ထင်အမှန်တွေကိုအမားထင်တဲ့စိတ်မျိုးဖြစ်နေသလား။ဒါဆိုလို့ရှိရင်လည်းဘုဟုတ္တများစေမဲ့စာတွေဖတ်မယ်။ တိကျသောအခြေအမြစ်ခိုင်လုံသော စာရီကိုဖတ်မယ်။မှန်ကန်သောစကားတွေကိုနားထောင်မယ်။အဲဒီလိုမျိုး လုပ်ရင်းဖြင့်အုံနောက်ကိုဆေးမယ်။အားတဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းဘုရားကုံတော်ပွားပြီးတော့နေမယ်။တရားကုံတော်ပွားပြီးတော့နေမယ်။သံဃာကုံတော်ပွားပြီးတော့နေမယ်။အကျိုးရှိတဲ့ဘာသာရေးအလုပ်ကလေးတစ်ခုခုကိုတွဲပြီးတော့လုပ်နေရင်ခန္ဓာကိုယ်ကတခြားလောကီအလုပ်ကို လုပ်နေရင် စိတ်ကအဲဒီ ဖရာအလုတ်တရားအလုတ်ကိုရှင်တွဲပြီးတော့လှုပ်သွားခြင်းကိုကိုကိုအဲ့ဒီလိုလေ့ကျင့်ပြောထောင်နေတာအန္တရာယ်အကင်းဆုံးပဲကျန်သူလည်းမပွားတော့ဘူးကိုဘသာကိုလည်းတယောက်ထက်လည်းရေးချမ်းတယ်ဘသူ အပေါ်မှာလည်းအပြစ် ပုံချစရာလည်းမလိုဘူးအပြစ်တွေလိုက်ပြောစရာလည်းမလိုတော့ဘူးအရာရာတွေမျက်စိထဲမှာ အမြဲသောအရာတွေလို့သာအမြဲမြင်နေတယ်ဉာဏ်ထဲမှာလည်းမမြဲသောအရာတွေလို့ပဲမြင်နေတဲ့အခါအမြဲတမ်းမှအေးချမ်းတဲ့အနေအထားကိုရလိမ့်မယ် အေဂျင့်စွာနေနိုင်တဲ့သူတွေကနေနေကြတဲ့အတွက်ကြောင့်ကိုလည်းပဲအေဂျင့်အောင်နေလို့ဘာလို့မရရမှာလဲလို့အဲ့ဒီလိုစိတ်မျိုးနဲ့နေစဉ်ဘဝကိုရှင်သန်ဖြတ်သန်ပြီးတော့သွားမယ်ဆိုရင်ဒါကျင့်တတ်စရာဘဝကိုရတော့လိမ့်မယ်အဓိကကိုနေတဲ့ဘဝကိုကျင့်တတ်ဖို့လိုတာဆင်းရဲတာချမ်းသာတာနဲ့မဆိုင်ဘူးကိုအာကုသူမလုပ်ဖြစ်ဘူး ဒီနေ့အကုသို့မဖြစ်ဘူးဆိုဟာအရင်ကျင်တဲ့ဘုကောင်းတဲ့နေနေလေးပေါ့ဒီနေ့အကုသို့မဖြစ်ဘူးဒီနေ့မပူလောင်မဲနဲ့နေ့ကိုကြော်ပြနိုင်တယ်ဒီနေ့ရင်ဆိုင်ရတဲ့အရာတွေကိုလည်းအခက်ခဲလို့ပြဿနာလို့မထင်ပဲနဲ့တဘာဝပဲလို့ဒီလိုမျိုးသတ်မှတ်ပြီးတော့အေးအေးလေးကြော်ပြလိုက်နိုင်ပါလားလို့တနေ့ချင်းသိလိုက်မယ်ဆိုရင်အင်မတန်မှအထိပ်ပဲရှိသောတန်ဖိုးရှိသောဘဝကိုနေပြသွားဖြစ်သွားပြီနောက်နေ့လည်းဒီတိုင်းပဲနေမယ် ။လုံးနေလည်းဒီအတိုင်းပဲဖြစ်အောင်နေမယ်။ကြုံကျင်တာကြုံလာပါစေ။တင့်တင့်မြတ်တော်သွားနှလုံးသွင်းပြီးတော့ပဲကြော်ဖြတ်မယ်။အဲ့တော့ကြမ်းတမ်းနေတဲ့ရိုင်းဆိုင်နေတဲ့သဘောထားမျိုးတွေကိုစီမှာမရှိအောင်ဆေးထုတ်ဆေးထုတ်ကိုကိုကိုပဲအာယုံပြန်ဆိုင်ပြီးတော့နေသွားတာအန္တရာယ်အကင်းဆုံးနေနေအေးချမ်းမှုကိုပေးမဲ့နေနေပါလို့ပြောချင်ပါတယ်။ကဘာသူကဘာသားပေါင်းနေစဉ်ဘဝကိုအေးချမ်းစွာအန္တရာယ်ကင်းစွာကြော်ဖြတ်နိုင်ကြပါစေ။ Ah!